Hello. မင်္ဂလာပါနော်။ဒီနေ့တော့မားတို့အဖွဲဒီအပတ်ထဲမှာမြဲတဲ့ကုညီနေပြီမိတ်။ဒီတပတ်ထဲမှာကုညီလိုက်တဲ့မတူညီတဲ့ကုညီမှုတွေအကြောင်းမျှဝေပေးချင်တာပါ။မားတို့ရှီကိုညီမလေးတယောက်ဆက်သွယ်လာတယ်ပေါ့နော်။သူ့တို့ရဲ့တငယ်ချင်းလို့ထင်ပါတယ်။သူရဲ့တငယ်ချင်းကအခုဆေးရုံရောက်နေတယ်။သူကအိမ်အကူလုံနေလုံနေပေါ့နော်။အခုဆေးရုံရောက်နေတယ်။အိမ်ရှင်ကလည်းဒီဆေးရုံရောက်နေတဲ့အတွက်ဆိုသူက ပြန်ပို့ခြင်းနေပေါ့နော်အဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လာပြောပြရပေါ့သူကတော့တေချာ information မစုံဘူးပေါ့နော်ကဲကောင်းပြီအဲ့ဒါဆိုရင်တော့ဘယ်စေးယုံနေဘယ်လဲဆိုတော့အမတော့မေးလိုက်တယ်မေးပြီးတော့အမတို့ဟုံးကအဖွဲစီကလူတယောက်နေအမတို့အဖွဲကလူ အကူတယောက်နေသွားပြီးတော့အိတ်ဆေးရုံသွားတွေ့ရဒီကောင်မလေးကိုသွားတွေ့ရပေါ့နော်သွားတွေ့ရချိန်မှာအဓိကတော့ဆရာဝန်နဲ့လည်းပြောချင်းနေပြီးတော့သူ့ရဲ့အခြေအနေဘယ်လိုလဲကိုရီးယားရောဘယ်လိုများကူညီပေးနိုင်မလဲပေါ့နော်အဲ့လိုမျိုးနဲ့သွားတွေ့ကြတာသွားတွေ့တော့အိမ်မှာဆရာဝန်နဲ့ပြောပြတယ်ပေါ့နော်ဒီညီမလေးကသူကဖြားပြီးတော့ အခုထင်မြင်ချက်ကဆစ်ဆစ်ချက်တွေတော့မထွက်သေးဘူးထင်မြင်ချက်ဆရာဝန်ရဲ့ကောက်ချက်ကတော့ဖျားပြီးတော့ infection ဝင်သွားပြီးတော့အုံနောက်ထဲကိုပိုးရောက်သွားတဲ့အတွက်စိတ်ဖောက်သွားတယ်အဲ့လိုတော့ဒါယာယီဆုံးဖြတ်ထားရပေါ့နော်အခုစိစစ်ချက်တွေကတော့ထပ်ပြီးတော့ဆေးရမာတွေရှိတဲ့အတွက်ဆိုတော့မထွက်သေးဘူးနောက်ပြီးတော့သူကအခုချိန်မှာအပြားရှိရဲ့အတွက်ဆေးရုံကပေးမစင်ဘူးဒီမှာအပြားရှိရင်ဆေးရုံကပေးမစင်ဆေးရုံကပေးမစင်ဘူးဆိုတော့အခုထိတော့ဆေးရုံမှာပဲရှိနေသေးတယ်နောက်ပြီးတော့ ဒီညီမလေးနဲ့စကားပြောကြည့်ရပေါ့နော်ဟိုပြောကြည့်ဆိုပြောနေနေလဲ तू อ่ะစိတ်ဖောက်ဖောက်သွားတယ်တဲ့အဲ့လိုမျိုးတော့အေးသွားတွေ့ရအကူကပြောတယ်ပေါ့နော်တခါတကြိမ်လည်းကောင်းနေကောင်းနေအချိန်မှာပြောတဲ့သူ့ရဲ့စကားအရာဆိုရင်တော့သူကဒီမှာဒီအလုပ်ရှင်နဲ့အလုပ်လုပ်တာနှစ်နှစ်ရှိပြီဒါနှစ်နှစ်ဆိုတာဒီအလုပ်ရှင်နဲ့သူနဲ့ကျွန်မ relationship တော်တော်ကောင်းလို့နော်ဒါပြောချင်တာအဆင်ပြေတယ်နှစ်နှစ်ရှိပြီနောက်ထပ်တက်တန်းအောင်တိုးထားတယ်ဒါပေမဲ့ ဒီကြားမှာသူတခြားစိတ်ညစ်ဆရာကြီးတော့ရှိမှာပေါ့နော်ဒါပေမဲ့ तू ကခံနိုင်ရင်ရှိတယ်ဆိုတဲ့အထင်မှာပါတယ်ဆိုတော့အမပြကျင်တာနှစ်နှစ်ဆိုတဲ့လုတ်သက်အရာဆိုရင် तू ကခံနိုင်ရှိတယ်တဲ့မှာပါတယ်ဒါပေမဲ့ तू ကပြီးခဲ့တဲ့နှစ်ကဒါတော့အမတို့ထင်မြင်ပြီးခဲ့တဲ့နှစ်ကသူ့ရဲ့အမေနဲ့သူ့ရဲ့အဖွာဆုံးသွားတယ်တဲ့ဒါ तू ပြောပြချက်ပေါ့နော် तू ပြောပြချက်မှာဆုံးသွားတယ်ဆုံးသွားတော့အဲ तू ကမထင်နေပြန်ပြီးတော့သူမတွေ့နိုင် ပြန်ပြီးတော့လဲနောက်ဆုံးအချိန်ကို तू မရောက်နိုင်ဘူး ဲ့ဆိုဒီမှာလည်းဒီကိုရောက်တဲ့လူတွေဒီတိုင်းမြေဒီအခြေအနေကြီးကြောင့်အမားတို့တွေကပြန်ပြီးတော့တွေ့ဖို့ဆိုအရင်ခက်တယ်ဒါအမကိုတိုင်ကြုံတွေ့ဖို့ရတဲ့အမနားလေတယ်ဒါပေမဲ့ဒီညီမလေးအခြေအနေနဲ့စိတ်အခြေအနေနဲ့အမလို့လို့အသက်ရွယ်စိတ်အခြေအနေနဲ့ကြတော့ခံနိုင်ရှိပုံချင်းကွာမယ်ပေါ့နော်ဒီညီမလေးက तू ဒီသူ့အဖေအမေရဲ့သူ့အဖွားရဲ့နောက်ဆုံးချိန်ကိုသူမတွေ့နိုင်ရတဲ့အတွက်သူ့စိတ်ထဲမှာဂေးသီးဖြစ်နေတယ်တူပါတယ်။ဒါမျိုးကအမတို့လည်းဖြစ်တယ်လေ။ဂေးသီးဖြစ်တယ်။သူယူကျုံမရဖြစ်မယ်။ဒါပေမဲ့ပြီးတော့အမရဲ့ဒါထင်မြင်ချက်ပါ။သူကဖွင့်ပြောရမယ့်လူမရှိလို့လည်းဖြစ်မယ်။နောက်ပြီးတော့နံပါတ်2သူကကြိတ်ခံစားတတ်တဲ့လူလည်းဖြစ်ခြင်းဖြစ်မယ်။အဲ့လိုအကြောင်းရရင်လည်းသူ့ရှင်ထဲမှာစုနေမှာပေါ့။အဲ့လိုစုလာတော့ ကြာတော့ तू မခံစားနိုင်တော့မခံစားနိုင်တဲ့အချိန်နဲ့ तू နေမကောင်းဖြစ်တဲ့အချိန်နဲ့တိုးသွားတဲ့အချိန်မှာစိတ်ရလူကနေမကောင်းဖြစ်ရင် depression ထိုးကြသွားတာဆိုတော့အဲ့အချိန်မှာသူရဲ့စိတ်ချင်းเนี่ยပုံမှန်မဟုတ်ဘူးဖြစ်သွားတယ်။ဟောနော်အဲ့မှာသူဆေးရုံရောက်သွားတယ်။ဆေးရုံရောက်သွားတော့ဒီ အမားတို့အဖွဲ့ကအကိုနဲ့ဒီညီမလေးနဲ့စကားပြောချိန်မှာ तू ကစိတ်ကောင်းနေရင်တော့ तू ကသူ့အကြောင်းလေးတွေကိုပြောပြတယ်ပေါ့နော်အဲသူစိတ်ဖောက်ဖောက်သွားတဲ့ချိန်တိုင်းတော့ तू ကအိမ်ပြင်းချင်းနေအိမ်ပြင်းချင်းနေဆိုပြီးတော့အဲ့အကိုကိုပြောတယ်တဲ့အဲ့အကိုတော့မှ तू ယောက်ျားတံမဲတော့ तू တနာရတယ်ပေါ့နော်ပြီးတော့ညီရတဲ့အမြင်ကတော့အဲ့ညီမလေးကိုသူ तू ကစိတ်ဖောက်ဖောက်သွားတော့ဘောနော်ဘလို့အချိန်ဒီမှာမှန်လို့မရတော့ဆရာဝန်ဒီဆေးရုံကတာဝန်ရှိတဲ့သူတွေကတရင်မှာ กรีนฉีนมาโจ้ลีเนี่ยตู้ฉลอกกูฉีทาได้ลึดถั่วออกมาสู้รู้ป่ะเนาะไอ้โหลမျိုးเนียได้เฉยเนี่ยတော့ตะแกโอใส่ไม่ก้าวเสียบาดาดามาดีมาเฟซิลิตี้อเป่เนี่ยทาราดาเนาะดีเนี่ยมาอเลุษิญอ่ะแหละตูอ่ะแหละเปลี่ยนปู่จินนี่บีบาโหลเลยสออะมาမှန်းကြည့်တာအိမ်အကူမှာဆိုရင်အမတို့က insurance ဝယ်ရတယ် insurance ဝယ်ရင်100% fully cover ဝယ်မလားအဲ့ဒါဆိုရင်အမမှတ်မိတာပေါ့နော် အမအိမ်ကအမအမဝယ်ပြဆို300နဲ့400ကြားမှရှိရင်ဒါမှမဟုတ်ရင် အလုတ်ရှင်ကဖြစ်ရင်စီးရုံကမှာ25ရာခိုင်နှုန်းကိုကြခံမယ်85ရာခိုင်နှုန်း insurance ကခံတဲ့ဟာဝယ်မယ်ဆိုရင်ဈေးသက်သာ200ကျော်ပဲရှိအဲ့လိုကွာတယ်ကွာအဲ့လိုဆိုတော့ဒီလိုစေးယုံတွေပါတက်ရတယ်ဆိုတာဖြစ်တောင်ဖြစ်ခဲတယ်ဆိုတော့တော်တော်များများအိမ်ရှင်တွေကဒါဒါလူတိုင်းပါပဲအိမ်ရှင်တွေက25ရာခိုင်နှုန်းအိမ်ရှင် cover ဖြစ်မဲ့ဟာကိုပဲဝယ်လိုက်တယ် ဝင်လိုက်တော့ဒီလိုမျိုးထင်တယ်အဲ့လိုမျိုးဝင်လိုက်တော့အခုဖြစ်ပြီဆိုရင်ဆေးရုံက6000လောက်ကျမယ်ဆိုရင်25%ကိုအင်ရှင်ကကျခံရမယ်ဆိုတော့အင်ရှင်နေနဲ့လည်းသူစဉ်းစားပြီပေါ့နော်အဲ့တည်းဆိုပြန်ပို့ခြင်းနေအမေဆရာဝန်ကတော့အဖျားရှိနေတဲ့အတွက်ပြန်မပို့ဘူးပြန်မပို့ဘူးနော်အဲ့ဒါဆိုတော့အခုတော့အမတို့စဉ်းစားတာတော့ဒီညမာလေးကအဖျားကျသွားပြီဆိုရင်တော့ home shutter home က တာဝန်ရှိတဲ့အဖွဲ့အစည်းနဲ့မတို့တိုင်ပင်ဖြစ်တာဒီညီမလေးကိုဟုံးရှက်တာမှခဏထားမင်းသူ့ရဲ့စိတ်အခြေအနေလေးလည်းကောင်းမွန်ပြီဆိုရင်တော့သူ့ဘဲကိုပြောင်းခြင်းလေမြန်မာနိုင်ငံကိုပြောင်းခြင်းလားထိုင်းကိုပြောင်းခြင်းလားအဲ့လိုမျိုးမတို့မေးမင်းထိုင်းကိုပြောင်းခြင်းနဲ့ဆိုရင်တော့အမတို့ဟာထိုင်းကအဖွဲ့အစည်းတွေရှိတယ်ပေါ့နော်အခုအမတို့တော်တော်များချိတ်ဆက်ထားရှေ့အဲ့ထိုင်းကအဖွဲ့အစည်းတွေနဲ့ချိတ်ပြီးတော့ဒီညီမလေးကိုဟိုဘက်လေစိမ့်ကနေခေါ်ထုတ်ပြီးတော့အိမ်တိုင်ရာရောက်ပို့ပေးမင်း အဲ့ဘက်ဖွဲ့အစည်းကအဲ့လိုမျိုးတော့စီစဉ်ထားတယ်မြန်မာနိုင်ငံဆိုရင်တော့လေဟိုပေါ့နော်ရန်ကုန်ဘက်ကိုဘယ်လိုလုပ်လဲဆိုတော့အဲ့ဒါစီစဉ်ရအောင်ပါပေါ့နော်အမတို့အတက်နိုင်ဆုံးတော့လှုပ်ပေးမယ်လို့တော့အမတို့စိတ်ကူးထားပါတယ်ဒီနေရာမှာပြောချင်တာအခုခုကိုယ်စိတ်ထဲမှာအဲ့လိုမျိုးခံစားရတာပါရှင်ကိုယ့်ရဲ့ရင်းနှီးသူတွေတငယ်ချင်းတွေကိုဖွင့်ဟတိုင်မင်းမှာเนาะနောက်ပြီးတော့လူတိုင်းက Facebook TikTok ပေါ်မှာ တင်နေဆိုတာအကောင်းဆုံးအရာတွေကိုတင်တာပါဒီတင်ကသွားတယ်လာတယ်စားတယ်ဆိုတာလေးကိုပဲတင်တာအေးအဲ့ဟာတင်တာဖြစ်တဲ့အတွက်ဒီဟာပဲကြည်ပြီးတော့သူတို့ဟာပြောစရာတွေပဲရှိတယ်လို့လည်းမထင်လိုက်ပါနဲ့နောက်ပြီးတော့အေးချက်နေပြောတယ်စကားတိုင်းအောင်လည်းလွယ်လွယ်မယုံပါနဲ့နံပါတ်၄အကျွေးစနစ်နဲ့ပေးတယ်ငါကတော့အခုချိန်မှာတပြားမှမပေးရတော့ဟိုကျမ်းမှာအလုပ်လုပ်ပြီးတော့ခြေမာပဲဆိုပြီးတော့ လွယ်လွယ်လေးနဲ့လက်မှတ်ထိုးပြီးတော့လည်းမလာပါနဲ့အကျွေးစနစ်နဲ့ဆိုရင်လည်းတေးချမေးပါကျမဘလောက်ဘယ်နှလားပေးရမလဲဘလောက်ပေးရမလဲငါဒါဆိုရင်ဘလောက်ရှိမလဲဆိုတော့ကိုဟာကိုကိုစဉ်းစားပြီးတော့မှလှုပ်ပါအားလုံးကိုလွယ်လွယ်မယုံပါနဲ့ပြီးတော့နိုင်ငံခြားမှာအလုပ်လုပ်တယ်ဆိုတာဘယ်ရမှမလွယ်ကူဘူးဆိုတာလည်းပြောချင်တာပါကိုယ့်ရဲ့စိတ်အခြေအနေတွေကိုပြင်ဆင်လာကြပါနော်အခုဆိုရင်ဒါကအမားတို့နဲ့ဒီလိုမျိုးကုညီနိုင်တဲ့သူတွေနဲ့တွေ့ပြီးတော့ဖြစ်သွားလို့အမားတို့နဲ့ တွေ့တဲ့လူတွေလည်းဒီထဲမှာအများကြီးရှိတယ်နော်အမပြောတယ်အမတို့ကကြယ်ငါးကောက်နဲ့ဖြစ်တဲ့တွေလူတိုင်းကိုမကူညီနိုင်ဘူးလွတ်သွားတဲ့အရာရှိအဲ့လိုလွတ်သွားတဲ့အရာတွေကြရင်ဘာမှလုပ်လို့မရတာဖြစ်တဲ့တွေကိုယ့်ရဲ့စိတ်အခြေအနေကိုပြင်ဆင်မှာတဦးကိုတဦးလည်းကူညီပေးကြပါနော်ရင်ဖွဲ့မှာ တခုခုဆိုရင်အဆုံးကိုမရွေးလိုက်ပါနဲ့ဘသူဘသူမှအဆုံးကိုမရွေးလိုက်ပါနဲ့အမားတို့လည်းရှိပါတယ်เนา ကို့မှာတယောက်เท่ပဲရှိတယ်ငါ့မှာဘယ်သူမှမရှိဘူးလို့လည်းမတွေးပါနဲ့မတ်ထက်လို့ရှိပါတယ်เนาะโอเคအားလုံးစင်ပြေကြပါစေเนาะအမလည်းဒီညမလေးကိုသွားတွေ့ဖို့တော့စီစဉ်ထားပါတယ်ဒါပေမဲ့လည်းဒီညမကိုအမသွားတွေ့ဖို့တော့ကိုအမကိုယ်တိုင်နဲ့ပြင်ဆင်ရမှာဖြစ်တဲ့အတွက်ဆိုတော့အမပြင်ဆင်ပြီးတော့အမစူးစမ်းပြီးသွားတွေ့ပါမယ်เนาะဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်เนาะ